င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်အခုတကတင်ဆက်ပေးမှာကတော့စစ်တပ်တွင်ရရှိစစ်သည်နဲ့မိသားစုဝင်တဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးဆိုင်တဲ့ရွေးကောက်ပွဲအောင်မြင်ပူပေါင်းဆောင်ရွက်ရန်မြေအောင်လိုင်းညွန့်ကြောင်းအကြပ်စစ်တပ်တွင်ရရှိစစ်တပ်နဲ့မိသားစုဝင်နဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးရင်မြေအောင်လိုင်းကအမိန့်ပေးညွှန်ကြားလျက်ရှိပါတယ်။အကြံပန်စစ်တပ်တွင်ရရှိစစ်တပ်နဲ့မိသားစုဝင်နဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးရင်မြေအောင်လိုင်းကအမိန့်ပေးညွှန်ကြားလျက်ရှိပါတယ်။ ဂျမန်နဲ့အော်တိုမလဆက်ရှဲနေကိုကိုကျွန်းတက်နေကိုရရှိခဲ့ဂျပန်မင်းအောင်လိုက်ကစစ်တပ်ရရှိနေတွေ့ဆုံစဉ်ထိုးသွင်းရောက်ပွဲမှာစစ်တပ်နဲ့သက်ဆိုင်သူတွေဆန္ဒမဲပေးတာမိတ်ပေးလာခြင်းဖြစ်တယ်။ကိုကိုကျွန်းတက်နေမှာမင်းအောင်လိုက်ကမကြမိချိန်တွင်ရောက်ပွဲခြင်းမှမဖြစ်ပြီးဆန္ဒမဲပေးရမှာမိမိတို့ဒေသနဲ့နိုင်ငံကျုံကိုမှန်တကယ်လိုက်တာဆောင်းထိန်တဲ့သူဒိုးတောင်ဝင်ရေတုံးပါကိုလိုက်နာဆောင်းထိန်လိုက်တဲ့သူနိုင်ငံရေးစီးပွားရေးကာကွယ်မြင့်ရှိသူကိုရွေးချယ်ကြတဲ့လို့ကြောင့်မင်းအောင်လိုက်ကဆိုတဲ့ တန်ထဲမှာတော့ဘသူကမဲပေးပါဆိုရင်ညချကြက်တရားဝင်တော့မထွက်လာသေးဘူးဒါပေမဲ့2020တုန်းကမဲပေးမဲ့ရမတိုင်မီတရက်မှာပြည်ခိုင်မျိုးကိုမဲပေးရမယ်ဆိုရင်မိန်ထွက်ပါတယ်အခုလည်းတက်ချော့ရဲ့ဇကားရဲ့အတွတောင်ရေးတုံမဆောင်ထိမ့်မဲ့သူနိုင်ငံရေးကာကွယ်ရေးအမြင်ရှိသူဆိုတာကတော့တက်မတော်ကငိန်စာစစ်ဖို့ချုပ်တွေကိုရည်ညွှန်းနေရပါပြည်ခိုင်မျိုးကလာမဲ့တက်မတော်ရရှိအောင်တွေကိုပဲမဲပေးလို့ပြောနေရရွေးကောက်ပွဲအနီးကရရင်တော့ဘသူကမဲပေးပါဆိုတာတရားဝင်ညချကြက်ထက်မဲ့တင်တယ်လို့စစ်တပ်သတင်းမြစ်ကပြောဆိုပါတယ် ။ထို့ပြင်မြောက်လိုက်ကရွေးကောက်ပွဲအောင်မြင်အတွက်စစ်တပ်အတွင်းရှေ့ရ80တန်းနမီတာစုံရအောင်ပူပေါင်းဝိုင်းဝန်းဆိုင်ပေးကြမည်ဖြစ်ကြောင်းကိုကိုကျွတ်တက်နဲ့တွဲဆောင်ဘက်မှညွှန်ကြားချက်ပေးထားပါတယ်။ဆလဘီစံကြောင်းမြို့နယ်ဝယ်လူဝင်ရက်ကအောက်ဆောင်မြို့နယ်အဖွဲ့ကပရိုဘော့ကားနဲ့လူငယ်တွေကိုလိုက်လံဖမ်းဆီးမိတ်တီလာမှရာဇဝတ်မှုကျွလွန်သူကိုငွေကျပ်3.90ပဲပြီးစစ်မှုထမ်းခိုင်းစံကြောင်းမြို့နယ်ဝယ်လူဝင်ရက်ကအောက်ဆောင်မြို့နယ်အဖွဲ့ကပရိုဘော့ကားနဲ့လူငယ်တွေကိုလိုက်လံဖမ်းဆီးပြီးငွေညစ်ကငွေမပေးနိုင်တဲ့လူငယ်တွေကိုလူစားထုံစစ်မှုထမ်းပြေအောင်စားနေကြောင်းဖမ်းဆီးကန်လူငယ်ကျွဲဆွေမျိုးနဲ့ဒေသပြည်သူတွေကပြောတယ် အော်တိုဘာလ10ရက်နေ့ည9:15မိနစ်ချိန်ကြီးမနိုင်မြို့နယ်နက်စင်တန်းနဲ့စံကြောင်မြို့နယ်ဝေလူဝင်တရားကြားမှာအသက်20ကျော်ရဲ့လူငယ်တဲအုပ်ကိုဝေလူဝင်ရက်ကောက်အုပ်ချုပ်မှုနယ်အဖွဲ့ကအတင်းကျပ်ဖက်စီပြီးပရော့ကာဘော့ဆက်တင်သားကြောင့်ရင်းနှီးဝေလူဝင်ရက်ကောက်အုပ်ချုပ်မှုရုံကိုခေါ်ဆောင်သွားခဲ့ကြောင်းရင်းကဲ့သို့လူငယ်တွေကိုဝေလူဝင်ရက်ကောက်အုပ်ချုပ်မှုနယ်အဖွဲ့ကပရော့ကိုင်းနဲ့လိုက်လံဖက်စီပေါ်တာဆွဲနေမှုမှာမကြံခဏဆိုသလိုလှုပ်ဆောင်လျက်ရှိကြောင်းသိရတယ်။ ဝယ်လုံးဝရက်ကအောက်ဆံမကပရိုဘောက်ကာနဲ့ဈေးမနိုင်တဲ့စံကြောင်ရောက်မှာစစ်မှုတန်းဖြစ်လူရှာဖို့လူငယ်တွေကိုလိုက်ပန်နေတာတော်တော်ကြာပြီတကယ်လို့ငွေတက်နိုင်တော့350နဲ့ပြန်ရိုက်ခိုင်းတဲ့ငွေမတက်နိုင်တခါတဲ့စစ်မှုတန်းတင်တဲ့ကြောင်တန်းပို့တယ်သူကရက်ကွက်ထဲမှာလည်းစစ်မှုတန်းချင်းဖြစ်အိမ်တိုင်းစီကလာစင်ောက်တဲ့လူရဖို့ကြတော့အပြင်မှာလိုက်ပြီးလူငယ်တွေကိုပေါ်တာဆွဲလိုက်ပန်းနေရလို့ဝယ်လူဝရက်ကွက်ရေးဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသပြည်သူကပြောတယ်အဆိုပါဝယ်လူဝရက်ကွက်အောက်ချော်ရမှုမှာလေးလမ်းမှနေတိုင်းမစ်မှုတန်းအဖြစ်လူငယ်တွေကိုပေါ်တာဆွဲဖက်စီရမှာလူစားတို့ငွေညရာရှက်ငွေကြေးကိုအောက်ချော်ရမှုနဲ့ဖွဲ့တွေကအခွဲဝေရရကြကြောင်း ။စံကြောင်းမြို့နယ်ထရုံရဲ့တပ်ဖွဲ့ကလည်းစစ်မှုတိုင်လုံငယ်တွေပုံမှန်ရရှိတဲ့အုပ်ချုပ်ရေးမှုရဲ့ပေါ်တာဆယ်ဖန်စင်ငွေညင်းမှုတွေကိုသိရှိတော်လဲဒဇုံတရာရဲ့ယူမှုမရှိကြသေးရပါတယ်။အလားတူမိတိလာမြို့နယ်ကြောက်ဖြူကောင်အစိုးရအုပ်ချုပ်ရေးမှုဝန်မြင့်ကျော်ကရာဆွေးမှုတွေကျွလွန်နေအင်ပါလက်ကျေးရသာကျော်စွန်လင်ခေါ်ဖာချီကိုငွေကျပ်သိန်း80ပေးပြီးစစ်မှုတိုင်လူစားတို့ပြည့်ဝယ်ယူပြီးစစ်တပ်အတွင်းကိုပို့ဆောင်လိုက်ကြသေးရပါတယ်။အင်ပလက်ကျေးရတာကြော်စုံလေးခေါ်ဖားကြီးမှာငွေရစေဝရဝဲကျေးဆိုင်ကယ်တွေခွေယူကျဲတော့ကြောင့်လို့ရှိနေရဆွေတာတောက်ဖြစ်တော့လဲစစ်မှုတန်းဖြစ်သိန်း80ပေးကာ အော်တိုဘာလ၈ရက်၁၈ရက်နေ့ကနေမိထီလာတက်၁၃၃ကိုပို့ဆောင်လိုက်ကြောက်သိရတယ်။ဂျပန်စစ်တပ်ကရက်ကအော်တိုဘာလအတွင်းမှာစစ်မှုထမ်းပတ်စဉ်၁၈ကိုစတင်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ဆက်လက်ပြီးလေဗရန်နဲ့တရားကြောင်ရကိုဘုံလာကျဲစစ်တပ်ဒရုန်းတစ်စီးပြတ်ကျပြီးတရက်တပ်ဖွဲ့ဝင်သိမ်းဆည်းရရှိ ဘကိုတိုင်းလက်ပံမြို့နယ်တရားစာရွက်ကိုဘုံလာကျဲစက်ဖက်စတက်ဒရုန်းတစ်စီးပြတ်ကြပြီးတိတ်ဆိတ်ရှိခဲ့ကြောင်းတာဝတီကလုံးတပ်ဖွဲ့တော်ရှိသူကပြောတယ်။ယနေ့အော်တိုဘလ၁၆ရက်နေ့မနက်10:30မိနစ်ခန့်မှာလက်ပံမြို့နယ်တရားစာရွက်ကိုဘုံလာကျဲစက်ဖက်စတက်ဒရုန်းတစ်စီးကစက်ချွန်ရေမီပြတ်ကြခဲ့ခြင်းဖြစ်ပါတယ်။ထို့သောပြတ်ကျသွားတဲ့ နေဒီကိုကျွန်တော်လည်းသတင်းကြားတာနဲ့တွားယူပြီးရူဆောင်လာခဲ့တဲ့ကုရလွန်ဇန်နဲ့ညကိုပြသထားလို့တာဝရီကလုံတက်ဖွဲ့တာရှိသူကပြောတယ်ဆိုပါတဲ့အကြောင်းမှာအတူပါလာဆန်ခိုင်းနေကလည်းမိရှုဖြက်စင်းစစ်ကြောင်ထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နေစစ်စင်းနဲ့မြေပခိုးတိုင်းစစ်ဌာနပြော22ကိုကဲမှုနဲ့အမတ်383ညာနှစ်တန်ရင်အမတ်383ညာ3တန်ရင်တာဝရီရှေတန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝရီကလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြအောင်ဆိုပါတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအထိခိုက်များခဲ့ပြီး စစ်သား55ဦးထပ်မင်းတေဆန်ကစစ်တုံးပန်းဖြစ်စစ်သား29ဦးကိုဖမ်းဆီးရရှိကလက်နက်ဆောင်ဆက်ကိုလက်ခဲအနေနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းတင်ဆက်နိုင်ခဲ့ပါတယ်။ ဆလဘီစက်တက်ကနမ်ဆန်မန်တုံပိုင်းကောင်းတဲ့မိုးကုံမြနယ်တို့မှာလင်းရဲနဲ့ပုံစံပြည်သူနောက်တန်ရပြီးနေဆောင်နဲ့ကားများစွာပြက်စီအကြပ်ဖက်စက်တက်ကနမ်ဆန်မန်တုံပိုင်းကောင်းတဲ့မိုးကုံမြနယ်မှာလင်းရဲနဲ့ပုံစံမှုပြည်သူနောက်တန်ရပြီးနေဆောင်နဲ့ကားများစွာပြက်စီသွားကြောင်းဒေသပြည်သူတွေပြောဆိုကြတဲ့တရက်နယ်လျက်ထုတ်ပြန်ကြရသေးရတယ်။အော်တိုဘားလ၁၆ရက်နေ့မိုးလဲ၂နာရီကျော်မိနစ်ချိန်မိုးကုံမြနယ်နောက်ဆက်ရဲကြဲမှာရှက်မွေးမြေစက်ချံကိုစက်တက်ကလင်းနဲ့ကျဲချသွားကြောင်းလက်တော်လူထိခိုက်မှုချိန်နေမရှိသေးရကြောင်းဒေသပြည်တွေကပြောတယ်။ အလားတူယနေ့မော်လဆန်းနံနိုင်30မိနစ်ချိန်နမ်ဆန်မြို့နမ်မဝေါ်ရက်ကွက်ကိုပေါင်150ဘုဒလလောက်ကြကြတိုက်ခိုက်ရ28နှစ်ရက်ကွက်အောင်နဲ့24နှစ်ရက်ဥချင်းဆန်းမောင်တို့ထိမှန်တမ်းရရှိခဲ့ပြီးနေနှလုံးလက်ဖက်ဆက်ရုံတက်ရုံမိတက်ကငါးစီနဲ့အိမ်လေးစီထိမှန်ပြက်စီးသွားကြောင်း TNN လေးကသတင်းထုတ်ပြန်နေထို့ပြင်မန္တုံမြို့အောင်ချမ်းသာရက်ကွက်မှာလည်းယနေ့စစ်တပ်ကလည်းနဲ့ပေါင်150ဘုဒလလောက်ကြကြတိုက်ခိုက်တဲ့ဖြစ်နေ6လုံးထိမှန်ပြက်စီးသွားခဲ့ကြောင်းစစ်တပ်ကမိုင်းကောမြို့နယ်လွယ်ပိန်းကျေးရလည်း၄ကျောင်းနဲ့ဘုံလုံးလောက်ကြကြတိုက်ခိုက်မှုကြောင့်ဖုန်ကြီးကျောင်းနဲ့ဇရတို့ထိမှန်ပြက်စီးသွားကြောင်းသိရတယ် ယခုအောက်တိုဘာလတရနေ့ကနေ session နေ့ထိစစ်တပ်ကတရနယ်လေးသိမ်းပိုက်ထားနေရတဲ့ကိုလေချောင်းတိုက်ခိုက်မှု28ကြိမ်လုံဆောင်ခဲ့ပြီးတန်ကားတော့နှစ်ပါးကလေးရှင်အမျိုးသားဆန်တဲ့အမျိုးသမီးဆက်ကိုစုစုပေါင်းလူ40တောင်တင်ဆောင်ခဲ့ပါတယ်။ဆက်လက်ပြီးဝလမြွတ်နယ်ကြောက်ကောင်ရကိုစစ်တပ်ကဝင်ရောက်စင်းတဲ့အမျိုးသမီးနယ်ကိုဖမ်းဆီးတာကပြည်စည်းကိုစိတ်ကြိုက်လူရိုက် စကိုင်းတိုင်းဝလမ်းမြက်နယ်ကြောက်ကောင်ရကိုဂျပန်စစ်တပ်ကဝေရောက်စင်းနေပြီးမြို့သမီးနှောင်းကိုဖမ်းဆီးထားကနေရလုံးရှိပြည်စိကိုစိတ်ကြိုက်ခွင့်ယူနေကြောင်းຫນွေဦးအောင်ပွဲနဲ့ဝလမ်း information network တောင်ရှိသူကပြောတယ်။အော်တိုဝလာဆက်ကွဲနေမနက်9:30မိနစ်ခန့်မှာအရာတော်မြက်နယ်တနင်္ဘာရွာကနေဂျပန်စစ်သားနဲ့ပြူစောတီ50ခန်းကတနက်တည်းပြဖာကကြောက်ကောင်ချင်းရကိုစစ်ကြောင်းထုတ်ဝေရောက်လာခဲ့ပါတယ်။ဒို့သူစစ်ကြောင်းထုတ်ဝေရောက်လာပြီးတော့ကြောက်ကောင်ချင်းရမှာမြို့သမီးနှောင်းကိုစစ်သားတွေကဖမ်းဆီးထားပြီးရွာထဲရှိနေရလုံးကိုလည်းဝေရောက်မှွေနောက်ကတမိုးကြီးပြည်စိကိုလည်းစိတ်ကြိုက်ယူဆောင်နေကြတယ်။ ရင်းစစ်တပ်စစ်တမ်းကလက်ရှိအချိန်မှာရာတော်နဲ့ဝက်လက်ဆက်ရှိကျေးရွာမှာထောင်ထဲချီသောပြည်သွေးဘေးလွတ်အတွက်ပြင်ထင်ဆောင်နေရပြီးစစ်တပ်စစ်ကြောင်းကလက်ရှိအချိန်ဒီကြောက်ကုန်ကျေးရွာတွေမှာပြန်လည်ထွက်ခွာခြင်းမရှိအောင်ပြည်စည်းမှုခြင်းတွေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ဒီကနေ့မနက်9နာရီခွဲမှာရာတော်မြို့နယ်တလဲပါကျေးကုန်150လောက်ပါအစ်စ်ခွေစစ်ကြောင်းကဝက်လက်မြို့နယ်ကြောက်ကုန်ကျေးရွာကိုပြေခတ်ပြီးဝင်ရောက်စီနေတာကြောက်ကုန်ကျေးရွာအမျိုးသမီးနဲ့ကိုဖမ်းဆီးထားတယ်။စစ်ခွေတွေကရွာထဲကပြည်စည်းရေးကိုတော့စခိုးနေပြီးတလဲပါရွာဘက်ကိုတည်တယ်။ စစ်ကြောင်းကမထွက်သေးရွာရဲပြက်စီမှုချင်းတွေကိုတော့မတရားသေးပါဘူးလားတော်တော်လား19ရက်နေ့ကလည်းဝက်လက်မြက်နဲ့အရှိချမ်းရှိမကရကထလာတဲ့ကြက်ဖက်စစ်တဲ့စစ်ကြောင်းကရှိမကရတင်မဆေးဝေးရှာပြည်သူ90ကိုလူသားအတိုင်းဖြစ်ပန်းစီကစစ်သုံးဆောင်ပြည်စီတဲဆောင်ခိုင်းပြီးစစ်ကြောင်းထုတ်လျက်ရှိပါတယ်နားဆင်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်